ဘိုးတန်းရွှေရဲ့သားကြိုင်တန်းရွှေမန္တလေးဟိုတယ်မှာပြည့်ဒီဇိုင်းနဲ့ရှုပ်တာရဲ့ဘိုးရွှေမန်းကိုတိုင်တိုင်မူဘဝတုန်းကအင်ဂျင်နီယာတဦးရဲ့ဇနီးနဲ့ဇလန်းရှုပ်ကြတာကတော့ ထိပ်ပိုင်းစစ်အာဏာရှင်များဟာပြည်သူရှိတဲ့ခိမိတက်မတော်ဖြစ်ရေးကိုအလေးပေးတာမရှိတဲ့အပြင်တက်မတော်ရဲ့ရိုးရင်းပြက်စီးနေတဲ့သဘောတဘာဝကိုနားလည်မှုရှိရှိလက်တွေ့ကြကြပြုပြင်ပြောင်းလဲအောင်မကြိုးစားကြပဲအမိန်နဲ့အာဏာကိုကြီးတစ်ဖက်သက်သုံးဆွဲနေပုံကိုတင်ပြသွားပါမယ်။တက်ရှုပ်ဘူတန်းရွှေဒုတက်ရှုပ်ဘူမောင်အင်းနဲ့ညှိနှိုင်းကုတ်ကဲရည်မှုဘိုးရွှေမန်းတို့ကတိုင်မှုများတက်မှုများအပေါ် 2006ခုနှစ်စက်တင်ဘာ29ရက်နေ့မှာကျင်းပတဲ့ထိပ်တန်းလိုဝက်အဆင့်ကြက်ပြေးကက်ကကြီးဒူရီယာလီလာပတ်စစ်စစ်ရေးအစီအဝေးကြီးမှာ အောက်ပါအတားပြင်းထန်စွာစူပူငောင်းငန်းခဲ့ပါတယ်။အဲ့ဒီလီလာပတ်အစီအဝေးမှာတပ်မတော်ကကွယ်ရေးဦးစီးချုပ်ကတိုင်မှုများအနေနဲ့လူအင်အားပြည့်အောင်ဖြည့်ဆည်းဖို့တာဝန်ရှိပြီးလက်နက်အင်အားတပ်ဆင်ပေးမှုအပိုင်းကိုတော့ငါတို့လုပ်ပေးဖို့တာဝန်ရှိတယ်။မစ်ရှင်တစ်ခုအားဆောင်ရွက်မယ်ဆိုရင်တပ်ဖွဲ့စည်းဖို့အရာတိစောက်ရမှာဖြစ်တယ်။ လူအင်အားမရှိလို့ဆိုပြီးဖွဲ့စည်းပုံဖျက်မပစ်ဖို့လိုတယ်။လက်ရှိတရင်တရင်ဟာလူအင်အား140-150ခန့်သာရှိတယ်။စစ်စင်ရေးတပတ်မှာစစ်တီပြုံးတီအင်အားဟာတမတစ်ခုစာလောက်အင်အား8000ခန့်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်လာမယ့်လေးလပတ်မှာတပ်တွေအနေနဲ့ခွေမဲ့ပြက်ကွက်ထပ်မံဖြစ်ပွားရင် ထိထိရောက်ရောက်အေးအေးယူခံရမှာဖြစ်ပါတယ်။ရတဲ့နီးနဲ့တပ်သားတစ်စုဆောင်ကြဖို့လိုတယ်။ တက်စစ်စေးရေးသွားတဲ့အရာရှိကြီးများအနေနဲ့တရင်တရင်ကိုစစ်ဆေးမယ်ဆိုရင်နှစ်ညခန့်အိပ်ပြီးတေးသေးရှာရှာစစ်ဆေးသွားဖို့လိုတယ်။အရာကန်အကြက်ကြီးများရဲ့စွန့်ရင်ထမြန်ဖို့ကိုလည်းတေးသေးရှာရှာတင် जा လှုပ်ဆောင်ပေးဖို့လိုတယ်။အရာရှိတွေအနေနဲ့ငွေနောက်တာလိုက်နေကြတယ်။အရက်နဲ့မိမနောက်လိုက်နေတာကိုလည်းတွေ့ရတယ်။အကျင့်ပြတ်တဲ့အရာရှိများရှိပါကတည်ရင်မှုများအနေနဲ့တက်မျက်နာကြည့်ပြီးထုတ်ပြရမှာဖြစ်တယ်။ က်ဆိုင်ရာတာဝန်ရှိတဲ့သူတွေတိတိကျကျလှုပ်ဆောင်ဖို့လိုတယ်။ report ပြန်တမ်းအစီရင်ခံစာများဟာလည်းမှန်မှန်တာတွေ့ရပြီးအကြံအဖန်လှုပ်ထားတာတွေ့ရတယ်။ပြီးတော့ရဲဘော်တွေအနေနဲ့တမတော်ပေါ်မှာဘလို့မြင်နေတဲ့ဆိုတာကိုနက်နက်ရှိုင်းရှိုင်းစူးစမ်းဖို့လိုတယ်။အထက်အကြီးအကဲတွေကတက်တာရှောင်ရှည်ရေးမဆောင်ရွက်ပေးပဲနေလို့လား။တာဝန်ရှိသူတွေကပဲတတ်တာရှောင်ရှိရေးစောင့်ရမပေးနိုင်တာပဲလားဆိုတာတွေပိုင်းခြားသိမြင်တတ်ဖို့လိုလာပြီး ပတ်စံပေးလိုက်ရုံထောက်ပံ့ခြင်းပေးလိုက်ရုံနဲ့တတ်တာရှောင်ရှိရေးတာဝန်ကျိလိုက်ပြီဆိုတဲ့အယူအဆမျိုးကိုဖျောက်ဖျက်ဖို့လိုတယ်။တရင်တရင် နောက်တက်ပြန်ဝင်လာပြီဆိုရင် အမှန်တကယ်အနာယူမှုရှိမရှိသုံးသပ်ဖို့လိုတယ်။ရှေ့တန်းမှာတာဝန်ထမ်းဆောင်ခဲ့လို့နောက်တန်းတလပြန်လာတဲ့အခါလုံခြုံရေးလိုက်နေရတဲ့ရက်တွေနဲ့တလတင်းတင်းပြည့်အောင်အနားမရဘူးလို့သိရတယ်။တထဲမှာ family life မိသားစုဘဝမရှိတာကို တွေ့ရတယ်။ ရှေ့တန်းမှာ၄လ၅လထပ်ပို့မထားဘူးနဲ့နောက်တန်းမှာတလလုံးလုံးအနားယူခွင့်ပေးရမယ်ဆိုတာညွှန်ကြားချက်ထုတ်ပြီးဖြစ်တယ်။အခုဖြစ်ပေါ်နေတာမှာမြို့ပေါ်မှာတောင်စစ်ပြေးတွေပုံမှုများပြနေတာတွေ့ရတယ်။တက်ပြေးပျော်ပြီးတက်နေမပျော်ဘူးဖြစ်နေတယ်။စီကံထိမ့်သိမ့်မှုအားနေလို့လား။စီကံမရှိသူကိုပဲစူဆောင်းမိလို့လား။သုံးသက်ဖို့လိုတယ်။ဝေလေလေတက်ရင်မှုတွေများတာလည်းတွေ့ရတယ်။ဒုတိယတက်ရင်မှုတွေကတော့သူတို့အလုပ်သူတို့တာဝန်ကျရဲ့လားစဉ်းစားဖို့လိုတယ်။ တရင်တပ်ဖွဲ့တွေမှာလူမရှိတဲ့အဆောက်အဦတွေများပြားလာလို့အကုန်လုံးပဲပြေးကုန်ပြီလားဆိုတာကိုစမ်းစစ်ဖို့လိုပါတယ်။တရင်မှုတွေတောက်ကြနေတိုင်းမိသားစုလိုင်းကန်အားတွားရောက်စစ်ဆေးဖို့လိုပါတယ်။လူပြိုဆောင်ကိုတွားကြည့်ဖို့နဲ့ခွက်ပြောက်နေတဲ့အကောင်ဘဏ္ဍကောင်ရှိလဲ။ရေတောက်စရာရေခွက်မှရှိရလားဆိုတဲ့အတွေးမျိုးဝင်ပြီးစစ်ဆေးဖို့လိုပါတယ်။တရင်ရဲ့နေစဉ်စရာတွေကိုရှိရလား။ရှိပြီးတော့လုံးရလာဆိုတာကို စစ်ဆေးဖို့လိုတယ်။ လက်ကျင့်ရင်းကြောင့်မှလည်းတေရှာလက်ကျင့်မှုရှိမရှိစူဆောင်းတဲ့သူတွေကလည်းတွေးကြရအကောင်မနူးမနှက်စစ်သားတွေမစူဆောင်းမိဖို့လိုတယ်လေကျင်းရင်ကြောင့်မှမနူးမနှက်စားရခက်ပြရခက်လူတွေများလာပြီးမူရင်းပယုတ်တုခလူတွေနဲ့တွားပါကတက်ထက်ပြတ်သွားမှာဖြစ်ပါတယ်။မနူးမနှက်ကိုမနူးမနှက်နဲ့ထက်ရောပါကတွန်ပြရတဲ့အစီမျိုးမရအောင်ထိမ့်သိမ့်ကြဖို့လိုတယ်။ တည်ရင်ရောက်ရင်အုပ်ချုပ်မှုစီမံခန့်ခွဲမှုမကောင်းပါကရဲဘော်တွေထွက်ပြေးတာမဆန်းကြောင်းစသဖြင့်စူပူကျိမ်းပေါင်းခဲ့ကြောင်းသိရှိရပါတယ်။နာအဖအာနာရှင်တွေအဲ့ဒီလိုတစ်ဖက်သက်ရှာမှတ်ထားတဲ့မူဝါဒစီမံချက်ညွှန်ကြားချက်တွေကိုလက်အောက်ခံတက်မှုတမမှုတိုင်းမှုတွေက စနစ်တကျမလုံနိုင်တာကို တွေ့ရပါတယ်။တရရဖွဲ့စည်းပုံအရာတက်တေမှာအင်အားမပြည့်မီလို့ပိုတန်းရွှေကတက်မတော်အင်အားတိုးရှဲဖို့တရွာကိုတယောက်နှုံးဖြင့် ကျေးရွာပေါင်း9800တတ်သားသည့်9000ဖြည့်နိုင်ရမယ်လို့ပြောကြားခဲ့ပါတယ်။သူတက်မမူတာဝန်ထမ်းဆောင်ခဲ့စဉ်အခါမဆာလာခင်းနဲ့နှိုင်းရှင်ပြီးပြောဆိုချက်ဟာမဖြစ်နိုင်တဲ့အပြင်စာဝေးနေရေးကြက်တဲမှုနဲ့ကုန်စည်နှုန်းကြီးမားနေတာရဲ့တမတော်ကိုအမြင်မကြည်လင်တော့လို့တက်သေးဝင်ကျင်စိတ်မရှိတော့တာရဲ့ကိုစစ်အာဏာရှင်တွေသိစေချင်ပါတယ်။အထက်အာဏာပိုင်တွေအနေနဲ့ တပ်ဖွဲ့စည်းပုံပြည့်မီရေးကိုဒီလိုသာတွန်းအားပေးစုဖို့ကြိမ်းပေါင်းနေရုံနဲ့စစ်သားစုဆောင်ရေးပြည့်မီလာမှာမဟုတ်တဲ့အပြင်တက်ခွဲမှုနဲ့တည်ရင်မှုအစ်စ်တွေရဲ့မြေပြင်ကအခက်အခဲတွေကိုဂါဂနာနာမသိတဲ့၍ပြည်သူတွေရှစ်တက်တက်မတော်ဖြစ်ဖို့ခက်ခဲနေမှာဖြစ်ပါတယ်။စစ်တီတွေတက်ကထွက်ရှင်ရင်စစ်သားတက်၄ဦးစုဆောင်ပေးရမယ်။စစ်တီတွေခွင့်ယူပြန်ရင်လဲစစ်သားတစ်တအူးခေါ်လာရမယ်ဆိုတော့ညွန်ကြားချက်တွေကိုလည်းထုတ်ပြန်ထားပါဗျ ဒါတွေဟာလက်အောက်ခံတပ်မှုတွေကိုစုအတင်းအကောင့်ထဲပေါ်ခိုင်းနေတာဖြစ်ပါတယ်။လေးလပတ်တိုင်းမှာစုဆောင်ရမယ့်တပ်မတ်စစ်တီအရေးအတွက်မပြေရင် ထုရွှေလာဖြစ်ချင်းချက်ပေးရလို့နောက်ဆုံးမှာကလေးစစ်သားတွေကိုသာလက်အောက်ခံတပ်တွေက လွယ်လွယ်ကူကူအတင်းအဓမ္မသွတ်သွင်းလာခဲ့ကြပါတယ်။မဖြစ်မနေစူဆောင်းရမယ်ဆိုတော့အမိန့်နဲ့အာနာကြောင့်ကြေးရွာတွေဟာရဲဘော်တွေဝယ်ယူဖို့ထောက်ပံ့ခြင်းငွေစူဆောင်းပေးရတယ်လို့ အသက်ပြည့်တဲ့စစ်သည်တွေဟာလည်းစိတ်မပါပဲစစ်တပ်ထဲကိုဝင်လာခဲ့ရတာကြောင့်ခွေမဲ့ပြက်ကွက်တွေပုံမှန်များပြားလာရပြီးစစ်သည်ပြုံးတီးအင်အားတမတခုစာလောက်ရှိလာရခြင်းဖြစ်ပါတယ်။တပ်စစ်စေရေးနဲ့ပတ်သက်လို့လက်အောက်ကိုပဲအပြစ်တင်နေတဲ့ဗိုလ်တန်းရွှေနဲ့ဗိုလ်မောင်ဘိုလိုကစားထမှုတွေအထိဆက်အနာရှင်တွေကိုယ်တိုင်ကကိုရေးကိုတာကိစ္စများအပြင် အပန်းပြေခြင်းနဲ့အနေအထားကိုလှုပ်ရှင်ရင်တောင်ကြောင်စင်ပွဲနေဆက်ဒေတာဖွံ့ဖြိုးရေး တက်စစ်ဆေးရေးစားတဲ့ကောင်းဆွေမျိုးတွေနဲ့ဟန်ပြစင်းကြတာကိုတွေ့ရပါတယ်။တက်ရင်တွေကိုစစ်ဆေးရမှာလဲလိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့ထက် သူတို့လာရင်တက်တွေဟာပို့ပြီးဝင်ပြီးကြပါတယ်။ဥပမာတက်တွေမှာရိတ်ခါမလုံလောက်လို့သူတို့ကဖြစ်တင်းပေးတာမျိုး လစဉ်73စီခွဲတန်းကိုထပ်မံဖြတ်တောက်မှုရာဂိုင်နှုန်းအရအရှိုးအစားကို short ပေးတာမျိုးတွေကိုလှုပ်ဆောင်မှုစိတ်မဝင်စားပဲသူတို့စီးလာတဲ့ရင်တန်းခီးစဉ်အတွက်73စီဂါလန်ဒါဇယ်ပေါင်းများစွာကိုတရင်တွေကဖြစ်စည်းပေးကြရတဲ့အပြင်လက်ဆောင်ပစ္စည်းတွေလည်းတနင်တပိုးပေးရပါသေးတယ်။ငါလေးလုံးဆောင်လို့ဘူတန်းရွှေကပြောပြင်မဲ့မေမျိုးတက်မတော်အင်ဂျင်နီယာတက္ကသိုလ်လိုမျိုးကျောင်းစင်းပွဲတွေကိုလာပြီးဆိုရင် သူ့မိသားစုတစ်ခုလုံးမြေးရိပ်ပါမကြံခေါ်လာပြီးအောက်ရှိတက်ရင်တွေဟာကလေးထိန်အဖွဲထမိန်ခေါက်သိန်းအဖွဲဆိုကအဖွဲပေါင်းမြောက်များစွာနဲ့ပံပိုးလှုပ်ဆောင်ပေးနေရလို့ငါပြောတယ်လို့လို့ငါလုပ်တယ်လို့မလုပ်နဲ့ဆိုတဲ့စကားလိုဖြစ်နေပါတယ်။ဆရာနာရှင်ထိပ်ပိုင်းကောင်းဆောင်တွေနေတက်တွေကိုလာရောက်တဲ့အခါရွှေညောင်ပကံမန္တလေးနဲ့ကြိုက်ထုံမျိုးလိုမျိုးအောက်ရှိတက်ရင်တွေဟာဖျားဘူးထွက်ရှင်လို့စီစဉ်ပေးရတာမျို အချိန်ဖြုံးလက်ပတ်တာများသွားလို့ပြန်ကန်နီးကားပေါ်တက်ချိန်ကြမှာဂမန်ကတန်းနဲ့တက်ကိုစစ်ဆေးသွားတာမျိုးကိုလည်းတွေ့ရပါဗျ။ဆရာနာရှင်တွေကိုယ်တိုင်ကလက်အောက်ခံအရာရှိတွေကိုဝင်နောက်ကိုသာလိုက်နေကြတယ်လို့စူပူငောင်းငန်းခဲ့ပါဗျ။အမှန်တကယ်အကြောင်းရင်းမှာအဲ့ဒီအရာရှိတွေဟာတက်တွင်းလိုအပ်ချက်တွေများနေလို့ငွေရှာခြင်းဖြစ်ပြီးထောက်နှက်ခန်းပေါ်ဂျိုဒန်လျှောက်ကကုန်းရုံးရှာဖွေနေရတာဖြစ်ပါဗျ။ဘိုးရွှေမန်းကြတော့သူ့ရဲ့သားအောင်တမန်အေယာရွှေဝါကုမ္ပဏီကို ချက်ပြဲနှမ်းတော်တိဆောက်ရေးကန်ထရိုက်ကြီးအားပေးခိုင်းလိုက်ခြင်းဟာငွေရှိရသားနဲ့ငွေနောက်ကိုသာ လောဘတက်ပြီးလိုက်နေခြင်းသာဖြစ်ပါတယ်။စက်မှုတိဝင်ကြီးပသိမ်တို့ရောက်ခဲ့စဉ်ကရန်ကုန်ပသိမ်ကာလန်ခရီးကျန်းလို့ပြောရမှာနတ်တခတိုင်းမှုဖြစ်နေတဲ့ဘိုးရွှေမန်းကဒါနိုင်ငံတော်မှာတာဝန်ရှိတယ်။ကျွန်တော်နဲ့မဆိုင်ဘူးလို့ထမင်းရေးဘူးရှာလွဲပြောခဲ့ကြောင်းသိရပါတယ်။ဆရာနာရှင်တွေဟာလက်အောက်အရာရှိတွေကိုမိမ့်မလိုက်စားတယ်လို့သာအပြစ်တင်ကြတယ်။ ဘိုးတန်းရွှေရဲ့သားကြိုင်တန်းရွှေမန္တလေးဟိုတယ်မှာပြည့်ဒီဇိုင်းနဲ့ရှုပ်တာရဲ့ဘိုးရွှေမန်းကိုတိုင်တိုင်မူဘဝတုန်းကအင်ဂျင်နီယာတဦးရဲ့ဇနီးနဲ့ဇလန်းရှုပ်ကြတာကတော့နိုင်ငံတကာတရားရုံးကြမှသာတိုင်ကျက်ဖွင့်ရမလို့ဖြစ်နေပါဗါးလာအောက်ကအရာရှိတွေကြတော့အရက်တောက်တာငေါင်ငန်းနေဘိုးမောင်အေးရမကဇိုးတမကြီးဖြစ်နေတာတော့ဘိုးတန်းရွှေကဘာလို့မပြောလဲဆိုတာစဉ်းစားလို့မရဖြစ်နေပါဗိုးမောင်အေးဆိုရင်ရှေ့တန်းထွက်တက်တွေကို တနေ့လင်မြေပုံတထောင်ခရီးသွားရမယ်လို့ညွှန်ကြားချက်ထုတ်ထားပေမဲ့အဲ့ဒီမြေပုံတထောင်ခရီးဟာမြေပြင်မှာမိုင်း20ခရီးရှိတာကြောင့်သူတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ရှမ်းပြည်နယ်ကယားပြည်နယ်လို့တောင်ထူထပ်ပြီးခရီးလမ်းကြမ်းမိုင်းပေါ်တဲ့ဒေသမျိုးတွေမှာဘလို့နီးနဲ့မှမရောက်နိုင်တာသိရတာနဲ့ဆိုအတင်းညွှန်ကြားချက်ထုတ်ထားပါဗယ်။ဒါကြောင့်လောက်ကန်တပ်မှုတွေကမြေပုံပေါ်မှာရောက်ကြောင်း report လိမ်ညာတင်ပြနေရပါဗယ်။တမတော်အောက်ရှိမှာလဲပြည်သူလူထုနဲ့ တ်တူထမ်းများဆင်းရဲဒုက္ခကြက်တဲမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဆရာနာရှင်တွေပြောတဲ့တတ်တာရှောင်ရှိရင်နဲ့ပတ်သက်ပြီးပြောရရင်အောက်ရှေ့အစင်ရဲဘော်အထီကိုတတ်တာရှောင်ရှိရင်ပြည့်ပြည့်စုံစုံပေးကောပေးရလားအမှန်တကယ်ရောက်ကောရောက်ရလားဆိုတာကိုမေးခွန်းထုတ်ရှင်းပါတယ်။2005ခုနှစ်မှာစပြီးတရင်တက်တာများဖြတ်သိမ်းလိုက်ရာတက်မမှုများရဲ့ရန်ပုံငွေရှာဖွေတံများကိုဥပိုင်တို့တင်သွင်းခိုင်းလို့အကျိုးခံစား권မရှိကြတော့ဘဲ ထိပ်ပိုင်းအာဏာရှင်များကသာခန်းစား권ရှိတာကြောင့်အောက်ရှေစစ်တီအစင်းမှတက်မှမှုအစင်းထိစစ်အာဏာရှင်တွေအပေါ်ကျင့်နှံ့မှုမရှိတာကိုတွေ့ရပါတယ်။စစ်အာဏာရှင်တွေဟာသူတို့ရှာမှတ်ထားတဲ့အမိန်နဲ့မူဝါဒတွေကိုသူတို့ကိုယ်တိုင်စံပြလိုက်နိုင်ရမယ့်အစားဘူတန်ရွှေရဲ့တပည့်ဘိုးမြင့်ဆွေကိုတော့တမစတစ်တမမှုအမိစရင်သာထွက်ခိုင်းပြီးစစ်ယုံကိုပြန်ခေါ်ရရဲ့ရတခတိုင်းမှုအဖြစ်သူ့အားစေလွတ်ခဲ့ပြီးမှရန်ကုန်တိုင်းတိုင်းမှုအဖြစ်ပြန်လဲခေါ်ယူရရဲ့ ထောက်လန်းရေးတပ်ဖွဲ့လုံးအရင်ယူခံရပြီးမှပြန်လည်ဖွဲ့စည်းတဲ့စာရဖအကြီးအကဲတာဝန်အားဗိုလ်မြင့်စွေကိုသာတက်ရက်ထုံးစံမဟုတ်ပဲထပ်မံတာဝန်ပေးခဲ့တာရဲတွေကိုဗိုလ်ချုပ်အရှုကကျေနပ်မှုမရှိကြောင်းသိရပါဗါးအောက်ရှိမှနားရမယ်တက်ရင်တွေဟာလည်းအမှန်တကယ်နားရမှုမရှိကြောင်းတက်မတက်များမှာရှေ့တန်းမှပြန်ဝင်လာပြီဆိုရင် တိုင်းမှုနဲ့တက်နယ်မှုတွေကအနိုင်ကျင်းပြီးသူတို့ရဲ့ဧရိယာအတွင်းမှာရန်သူကိုလိုက်လံရှင်းလင်းခိုင်းတာမို့ စစ်တီတွေမနာရပဲစိုက်တက်စွမ်းရင်ကြာစင်နေပါတယ်စစ်တပ်ဆိုပြီးအမိတ်နဲ့အာနာကြီးတုံးဆွဲနေတဲ့၍ခင်မီတက်မတော်စတန်ဒတ်အာမီဖြစ်လာဖို့မှလည်းအလံဝင်းနေပါသေးတယ်ဗျူဟာမူနဲ့တိုင်မူတက်မမူတွေဟာလက်အောက်ရဲ့အရှိအအနေဖြစ်စေအမှန်တွေကို တင်ပြရဲအောင်လမ်းဖွဲ့မပေးသေးရွေးကာလာပတ်လုံးမဆာလာခိကဟုတ်ကဲ့ဆိုတဲ့စကလုံးနဲ့ပြက်စီးသွားတဲ့အစင်အလာရှိတာကိုတတိပေးရင် ယနေ့ဆိုအာနာမကျန်းဖြစ်နေတဲ့မြမတက်မတော်ရဲ့ဖြစ်ရအမှန်ကိုတုံးသက်တင်ပြလိုက်ပါတယ်။